မင်္ဂလာပါမျိုးတို့ရေတည့်ရတရားလည်းများเนาะထွက်ရခလေးရနေဒီကြတဲ့တချံနေနဲ့ဗားနေနဲ့ဆိုကျွန်တော်လည်းအောင်နေစားတာနဲ့ပဲကျွန်တော်လည်းမတင်ပြဘူးဒီကြတဲ့ဒီဖြင့်ကိစ္စလေးလည်းရှိတော့ပေါ့ဗျာပိုမတင်ပြသွားခဲ့ဘူးပေါ့เนาะဒီကနေ့တော့ကျွန်တော်ဒီကနေ့ကစားပြီးနောက်နေ့နောက်နေ့တော့ညီတိုင်းညီတိုင်းတင်နေအောင်စူးစမ်းလုပ်ပေးပါမယ်ကဲအဲ့တော့ကျွန်တော်တို့ကြားတဲ့ဇကားတွေပြောနေရတယ်ကျွန်တော်20လေးပဲစားမယ်20စားမယ်ဆိုရင်ကျွန်တော်ဘယ်ကစားမလဲဆိုရင်6နှစ်4ရှစ်ခံနေစားလိုက်မယ်ဗျာเนาะ6နှစ် လေးရှစ်နောက်တော့ကခွန်ရှစ်သုံးငါခွန်ရှစ်သုံးငါခွန်ရှစ်သုံးငါပြီးတော့ခါ6 9 2 6တဲ့6 9 2 6ဆိုပြီးဒီလိုမျိုးထွက်ထားပါတယ်အဲ့ဒါကို ကျွန်တော်တို့24လေးရတော့ကျွန်တော်တို့ပြီးခဲ့တဲ့အပတ်ကကျွန်တော်နားတဲ့အချိန်ထိကိုလုံးဝမှန်နေတဲ့1ချိန်20လေးပဲဖြစ်ပါတယ်အဲ့ဒါလေးကဘာလဲဆိုတဲ့အခါကျတော့9နဲ့6နဲ့ပေါင်းတော့1 1ရဲ့နှစ်ခက်က6ဟုတ်1ရဲ့ပါဝါ6 16ဆိုတော့ ဝမ်းကြီးကဒီအပြင်မှာဆင်းရမယ်တဲ့နော်အဲ့တော့ဘာထွက်သွားလဲဆိုတဲ့ခါကျတော့3 3တဲ့မအောင်ပါဘူးနောက်တစ်ခါ1 1တဲ့1 1မှာတော့ကျွန်တော်တစ်တလုံးထိပြီးတော့အောင်ခဲ့ပါတယ်မျိုးတို့နောက်တစ်ပင်တော့တပမယ်နောက်တစ်ပင်က1 8 4 6တဲ့1 8 4 6တရှိ၄၆ပြီးသွားခါ3 9 6 6 3 9 6 6 3 9 6 6ပြီးသွားခါကျ3 9 2 3 9 6 6 ငါးကိုဆိုပြီးဒီလိုမျိုးထွက်ထားပါတယ်ဗျအဲလိုမျိုးထွက်ထားတာကိုတွက်မယ်ဆိုရင်6နဲ့9နဲ့ပေါင်း5 5ရဲ့ပါဝါ3ည5 3ညဆိုတော့ဝမ်းကြီးကဒီပင်မှာထွက်ရမယ်တဲ့အဲ့မှာဘာထွက်သွားလဲဆိုတဲ့အခါကျတော့2 6တဲ့မအောင်ပါဘူး3 5တဲ့3 5မှာတော့ကျွန်တော်တို့5တလုံးထိပ်ပြီးအောင်ခဲ့ပါတယ်မျိုးတို့ကဲနောက်တစ်ပြင်တွက်ပါမယ်ခွန်ခွန်လေးခွန်953 ကို9 3ော3 6 3 6ဆိုပြီးဒီလိုမျိုးထွက်ထားပါတယ်အဲ့ဒါကိုတွက်မဲ့ဆိုရင်2နဲ့3နဲ့ပေါင်း3 3ပါဝါ8 3 8ဆိုရတဲ့ဗျာဒီအပြင်မှာဆင်းရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာဆင်းသွားလဲဆိုတဲ့အခါကျတော့ခွန်8တဲ့ခွန်8မှာ8တလုံးထိပြီးအောင်ခဲ့ပါတယ်4တိတဲ့4တိမှာတော့မအောင်ပါဘူးဗျနော်ကျွန်တော်ဒီပုံတွက်ပါမယ် လေနှစ်68နှစ်6 34နှစ်6 34နှစ်3 9 3နှစ်3နှစ်3ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်4နဲ့3နဲ့ပေါင်းခွန်ခွန်ရဲ့ပါဝါနှစ်ခွန်နှစ်တပြားဒီအပြင်မှာဆင်းရမယ်တဲ့အဲ့တော့ကျွန်တော်တို့ဘာတွေထွက်သွားသလဲဆိုရဲခါကြတော့6 1မအောင်ပါဘူး6နှစ်တဲ့ဟော6နှစ်မှာနှစ်တလုံးထိပြီးကျွန်တော်တို့ အောင်ခဲ့ပါတယ်အမျိုးတို့အဲနောက်တွင်တော့တွက်ပါမယ်ကိုနှစ်တစ်ခွန်ကိုနှစ်တစ်ခွန်ကိုရှစ်တစ်သုံးကိုရှစ်တစ်သုံး2363 2363ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်3နဲ့3နဲ့ပေါင်း6 6ရဲ့ပါဝါတစ်6 1ဆွဲတပြားဒီအပြင်မှာဆင်းရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားတဲ့ဆိုရဲခါကျတော့ခွန်9တဲ့မအောင်ပါဘူးဗျ 36တဲ့36မှာတော့ကျွန်တော်တို့6တလုံးထိပြီးအောင်ခဲ့ပါတယ်မျိုးတို့ကဲနောက်တစ်ပြုံတက်ပါမယ်ခွန်ခွန်68 68တဲ့ခွန်လေး3ညာခွန်လေး3ညာ5 3 3သုံးတုံညာဆိုပြီးဒီပင်မကျွန်တော်တို့မထွက်ခဲ့ပါဘူးမထွက်တဲ့အတွက်ဒီတလုံးနဲ့ပဲကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်အဲ့တော့เนาะဒီတလုံးနဲ့ကိုပဲကျွန်တော်ယူတွေ့မယ်9 8 9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  ငါးရဲ့ပါဝါ၃ည၅၃ညဆိုတဲ့ဝမ်းကြီးကဒီဘက်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်ဘာထွက်သွားလဲဆိုတဲ့ကကျတော့၄၃ညတဲ့၃ညသလုံးထိပြီးအောင်ခဲ့သလို၉၃ညတဲ့၉၃ညမှလည်းကျွန်တော်၃ညသလုံးထိပြီးညောင်းမနဲ့ကောအောင်ခဲ့ပါတယ်မျိုးတို့ကဲနောက်တစ်ပြင်တော့တွက်ပါမယ်၃၃ည၄၁၃၃ည၄၁6ခွန်6ခွန်6နှစ်3 3 4 4314ဆိုပြီးဒီလိုမျိုး ကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုဆက်တွက်မယ်ဆိုရင်ဒီနှစ်နဲ့4နဲ့ပေါင်း6 6ရဲ့ပါဝါ1 6တိဆိုရတဲ့ဗျဒီအပြင်မှာထွက်ရမယ်တဲ့ကဲအဲ့တော့ကျွန်တော်တို့ဘာထွက်သွားသလဲဆိုတဲ့အခါကျတော့65တဲ့65မှာကျွန်တော်တို့6တလုံးထိပြီးအောင်ရဲသလို16တဲ့16မှာလည်း1ကော6ကောထိပြီးတော့ကျွန်တော်တို့အောင်ရဲပါတယ်ဗျအဲ့မှာကျွန်တော်တို့เนาะဒီမှာ1ချင်းလို့ဆိုပေမဲ့တချို့က1ချင်းကို data ဟိုထည့်မထိုးကြအောင်เนาะအမှန်မှန်ထိုးထိုးပါလို့ကျွန်တော်အမြဲပြောရယ်เนาะဘယ်လိုပဲဖြစ်ဖြစ်ဒီကျွန်တော်ဒီအရာလည်းရှင်းပြပြီးပါရယ်လူဟောင်းနေအများအများဆုံးသိပါရယ်เนาะကဲအဲ့တော့ကျွန်တော်ဆက်မရှင်းပြတော့ဘူးเนาะအဲ့တော့ကျွန်တော်တို့နောက်တစ်ပြင်တွေ့ပါမယ်နောက်တစ်ပြင်က8 4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  6ပါတဲ့6ရဲ့ power တိ6တိဆိုရဲတပြဒီအပြင်မှာဆင်းရမယ်တဲ့ကဲအဲ့တော့ကျွန်တော်ဘာထွက်သွားတယ်ဆိုတဲ့အခါကျတော့ရှစ်ရှစ်တဲ့မအောင်မအောင်ပြနော်6နှစ်6နှစ်တဲ့6နှစ်မှာတော့ကျွန်တော်6တလုံးထိပြီးအောင်ခဲ့ပါတယ်ကဲအဲ့တော့ကျွန်တော်တို့နောက်ဆုံးဒီနေ့ကကျွန်တော်တို့60နှစ်မှာကျွန်တော်6တလုံးထိပြီးအောင်သွားတာမှတ်မိကြမှာပါနော်ကဲအဲ့တော့ကျွန်တော်တို့ဒါမဲ့တနင်္လာနေ့တို့တွေ့ရအောင်နော်တနင်္လာနေ့အတွက်တွေ့မယ်ဆိုရင်၄၃ည ဒီ3ည3ညတဲ့ဒီ5 6 6 6 6 9 5 3 6 9 5 3 6 9 5 3ကို93ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်6နဲ့3နဲ့ပေါင်း9 9ရဲ့ပါဝါ4 9လေးဆိုတဲ့တပြားဟာတဲ့မပြတ်ဘူးဆိုရင်တနင်္လာနေ့မှာထွက်ရမယ်တဲ့ဟုတ်ကဲ့အဲ့ဒါတော့ကျွန်တော်တို့ထွက်မတက်ကတော့ကျွန်တော်တို့တနင်္လာနေ့မှာကျွန်တော်အဖြေတည်ရမှာပဲဖြစ်ပါရဲ့ဗျ ရဲအဲ့တော့ကျွန်တော်တို့ထုံးကြံအတိုင်းပဲပေါ့နော်ဟိုကျွန်တော်ပေးနေကြအတိုင်းပဲကီးထိတ်ကလေးတွေနဲ့ကျွန်တော်တို့ brake လေးတွေကိုလည်းကျွန်တော်ပေးပါမယ်နော်ကီးထိတ်ကီးထိတ်ဆိုတာကတော့ကျွန်တော်ထိတ်ကိုအဓိကထားထိုးပါမယ်တကယ်လို့ထိတ်လွဲခဲ့ရင်တော့မှသူကကီးအနေနဲ့ချိတ်တက်တဲ့သဘောရှိတာကြောင့်ကီးထိတ်လို့ကျွန်တော်တို့တုံတုံညင်းမဲ့ဖြစ်ပါရဲ့ဗျာနော်အဲ့တော့ကီးထိတ်က3 8 1ပါတဲ့ခုနက1ချင်းက ဝမ်းကျင်းကကျွန်တော်တို့ကိုလေးပါတဲ့နော်ကိုလေးအဲ့တော့ဒီနှစ်ခုကမတူညီရဲ့အတွက်ဒီနှစ်ခုပဲကျွန်တော်ကတ်ကစားမယ်ဒါပေမဲ့ဒီနှစ်ခုကတ်ပြီးတော့ထွက်ရပါမယ်လို့ကျွန်တော်ကျင်းနေတော့ပြောတာမဟုတ်ဘူးဒါပေမဲ့ကျွန်တော်အများသောအပြင်ဒီနှစ်ခုကိုပဲကျွန်တော်ဟိုထွက်တတ်တဲ့သဘောရှိရတဲ့ဒီနှစ်ခုကိုကျွန်တော်ပြောပါမယ်အဲ့တော့39တဲ့39 34နောက်တစ်ခါ69 74 79 79 တလေးဆိုပြီးဒီလိုမျိုးကျွန်တော်တို့ကဏန်းလေးတွေနည်းနည်းလေးပဲရတာပါနော်ဝန်ကြီးနေဆိုတော့အဲတော့ကျွန်တော်တို့ break line နဲ့ကျွန်တော်တင်ကဏန်းလေးစဉ်းစားမယ် break line ကဘာလဲဆိုတဲ့အခါကျတော့ break line က1တည်းတည်း1တည်းအဲဟောလားကျွန်တော်တို့1တည်းခွန်6ဖြစ်ပါတယ်အဲမှာ1တည်းဒီ main break ဖြစ်ပါတယ်တကယ်ကောင်းမိသားဆိုရင်ကျွန်တော်1တည်းနဲ့ပတ်သက်တာဆိုရင်ကြည့်မယ်ဆိုရင်ဒီမှာ39 84ဆိုတာပဲရှိရနော်ဒီနှစ်ကွက်ပဲကျွန်တော်တို့ဒီ main break နဲ့လည်းကိုက်ညီတယ်ဆိုရင်နှစ် break နောက်ကကျွန်တော်တို့ပြောချင်တာကအဲ့တော့နှစ် break နော်နှစ် break က3984ပဲရတယ်နော်အဲ့မှာကျွန်တော်တို့ဟိုမွေး break ကလေးပါမွေး break ကလေးကတော့ကျွန်တော်တို့မျိုးတို့လည်းမှတ်မိပါတယ်နော်ပြီးခဲ့တဲ့ဘက်ကဆိုရင်ကျွန်တော်တို့နှစ်ခတ်တွေက69တို့53တို့ကြာတာရယ်နော်အဲ့လိုနှစ်ခတ်လို့ထွက်ပြီးသွားရင်2 9 မွေးပရိတ်တယ်เนาะမွေးပရိတ်ကနှစ်ခွန်ဖြစ်ပါတယ်ဗျာเนาะမွေးပရိတ်ကနှစ်ခွန်နောက်တစ်ခါကျွန်တော်အပေါ်အပေါ်အပေါ်တလုံးအောက်တလုံးပေါ့ထွက်ရမယ်ဆိုတဲ့တန်းကကျွန်တော်ဒီတစ်ပတ်တော့မပေးတော့ဘူးဘာလို့မပေးတော့လဲဆိုတဲ့အခါကျတော့ကျွန်တော်တို့20မှတ်မိရဲ့လူတွေတည်ရင်เนาะအာဒီတစ်ပတ်ကပိတ်ရတဲ့ဇက်တိုက်ဖြစ်တာအတွက်ကျွန်တော်တို့တွက်ဖို့ကတော်တော်လေးအခက်အခဲရှိပါတယ်เนาะအဲ့ဒါကြောင့်ကျွန်တော်တို့ဟိုဟာဟိုဟာမပေးပါဘူးမွေးပရိတ်ပေးမယ်နောက်တစ်ခါကျတော့ကျွန်တော်တို့ပိတ်ရရှိလို့ရှိရင်တဲ့เนาะ ွေရမဲ့အခွေကတော့1 2 5 9 10ဖြစ်ပါတယ်တာအခွေပါနော်အဲ့တော့အခွေဒီအခွေကိုပဲကြိုက်လို့ယူထို့တို့ဒီမွေးပရိတ်ကိုပဲယူထို့တို့ကျွန်တော်တို့ဟို ကစားခြင်းကစားပါဒါတွေရောပြက်ခဲတဲ့အရာဝတ္ထုတွေပဲဖြစ်ပါတယ်အဲ့တော့ခုနပြောမယ်ဆိုရင်ဒီနှစ်ခွန်မွေးပရိတ်ကလည်းဒီမှာသွားပြီးတော့3 9 8လီယာသွားပြီးတိုက်ဆိုင်နေတယ်เนาะအဲ့တော့အကြိုက်တူမယ်ဆိုရင်တော့ယူပေါ့အကြိုက်မတူဆိုလည်းမိမိမှာမိမိဝမ်းကျင်ပဲယူကစားကစားထိတ်ကီးထိတ်ကိုပဲယူကစားကစားဘရိတ်ကိုပဲယူကစားကစားဒါကတော့မိမိစန္ဒရှိသလိုအာတန်သလိုယူကစားပါเนาะနောက်တစ်ခုကျွန်တော်တို့ဒီမှာနှစ်ပရိတ်ကပေါင်းဒီကောင်းတယ်လဲဆိုတဲ့အခါကျတော့ ပိတ်ရရှိရင်လည်း၄နှစ်ခွန်9ဆိုတဲ့ပြိတ်ကလည်းထွက်နိုင်ကြရှိပါတယ်ဆိုအဲ့မှာကျွန်တော်၄နှစ်ခွန်9ဒီလည်းဒီမှာနှစ်ပြိတ်ပါတယ်နော်အဲ့လိုမျိုးရှိပါတယ်နော်အဲ့ဒါလေးတွေကလည်းကျွန်တော်တို့ခါတိုင်းတွေကလည်းအများနဲ့မှန်ခဲ့တယ်နော်ဥပမာကျွန်တော်တို့ပြောမယ်ဆိုရင်ဟိုပြီးခဲ့တဲ့ဘက်ကဆိုရင်ဒါကျွန်တော်တို့ဟို ပိတ်ရရှိခဲ့တယ်ပေါ့ဗျာနော်ကျွန်တော်စာရွက်ကလည်းဟိုဟာမရှိတော့နော်ဒီမှာဒီမှာပိတ်ရရှိခဲ့တယ်အဲ့ဒီအတွက်ကျွန်တော်က၄နှစ်ခွန်9ဆိုတဲ့ပြိတ်ကနောက်ပိတ်မှာထွက်ရမယ်ဆိုဒီမှာ၄ပြိတ်ဟုတ်လား နော်လေးဘရိတ်ဒီမှာလေးဘရိတ်ဆိုပြီးထွက်သွားဘူးတယ်နော်အခုလဲတစ်ခါ၄နှစ်ခွန်60ဘရိတ်ကလည်းထပ်ထွက်အောင်ပဲဒီမှာမွေးဘရိတ်ကလည်းနှစ်နှစ်ခွန်ဘရိတ်မွေးဘရိတ်ရှိရဆိုတဲ့အခါကျတော့မွေးဘရိတ်လိုက်တဲ့လူတွေအနေနဲ့တော့တော်တော်လေးအားရှိစရာလို့ကျွန်တော်ပြောချင်ပါတယ်ဗျနော်အဲ့ဒါတော့ကိုပေါ့ကိုကြိုက်နှစ်တဲနဲ့ထိုးပေါ့နော်ဒါကတော့ကျွန်တော်ဟိုဟာတွေ့တာလေးကိုကျွန်တော်ပြပေးခြင်းပဲဖြစ်ပါတယ်เนาะကျွန်တော်လည်းဆရာကြီးတောင်မဟုတ်ဘူးကျွန်တော်တိတိကျကျမှတ်တလောက်ကိုဒါလေးပြခြင်းဖြစ်တယ်เนาะဒီနေရာမှာကတ်ယူထားတဲ့လူတွေကတ်တွေဝယ်ထားတယ်เนาะရာသက်ပန်ကတ်တွေเนาะရာသက်ပန်ကတ်တွေယူထားတဲ့လူတွေဆိုရင် ကျွန်တော်တို့အားလုံးသိပါတယ်နော်ရသပန်ကတ်တယ်ဆိုတာလည်းကျွန်တော်အားလုံးကတ်လာငါကျွန်တော်ထုတ်ပေးတာဒါ၄ကတ်လာ၅ကတ်လာရှိပါတယ်နော်ရသပန်ကတ်ဒီအဲ့ကတ်ဒီလိုချင်တယ်ဆိုရင်လည်း Viber မှာလာရောက်ပြီးတော့ဟိုယူနိုင်ပါတယ်နော်ကျွန်တော်တို့ကတ်ကိုတော့ကျွန်တော်တကတ်ကိုကျွန်တော်တို့ငါးတော့နှုံနဲ့ကျွန်တော်ကြောင်းပေးတာပါနော်အဲ့တော့အားလုံးပေါင်းကျွန်တော်ငါးလေးကတ်လာငါးကတ်ရှိမယ်နော်ငါးကတ်ရှိပါတယ်အဲ့တော့အကြိုက်ရင်လာယူပေါ့နော်အဲ့ဒါလေးလည်းရှိတယ်နောက်တစ်ခါကျတော့ကျွန်တော်တို့ဟိုတပတ်စာ ဟိုဟာငွေပရိနောက်တစ်ခါတပတ်စာဟိုဟာအင်္ဂါအင်္ဂါမကျော်ပတ်တိဗုဒ္ဓမကျော်ပတ်တိနော်တပတ်စာပတ်တိမပြောက်ပတ်တိဆိုပြီးအဲ့လိုမျိုးပတ်တိတွေထုတ်ပေးထားတဲ့ကတ်ကလေးတွေလည်းကျွန်တော်ရောင်းပေးပါတယ်နော်အဲ့ကတ်ကလေးကလည်းကျွန်တော်တို့တပေါင်းနှုံးမဲ့ဖြစ်ပါတယ်ဒီကတ်တွေကတော့ကျွန်တော်တို့ဟိုဘိုက်ပါမှာသုံးပုသူတိုင်းအကုန်လုံးတိပါတယ်နော်ကျွန်တော်ထုတ်ပေးတဲ့ကတ်တွေကတောင်းတောင်းကိုပြက်ခဲတဲ့ကတ်တွေပဲဖြစ်ပါတယ်ကဲအဲ့တော့ဒီကနေ့တော့ကျွန်တော်ရဲ့တင်ဆက်မှုတွေကဒီလောက်ပဲဖြစ်ပါတယ်အားလုံးကျန်တဲ့ တန်ယူကြပါမကြိုက်နဲ့တန်ရင်လဲကိုနီကိုဟန်နဲ့ပဲကစားကြပါနော်ကဲအားလုံးအဖွင့်နေမှာလှလှပပရကြအောင်ကြပါသည်လို့ကျွန်တော်အနေနဲ့ဆုတောင်းပေးလိုက်ပါတယ်ဗျာ